ဒီဒီညမှာကျွန်တော်အဒီပုံလေးတွေကျွန်တော် alignment ချိန်တာလေးတွေလုပ်ပြအောင်ပေါ့နော်။အဲ့ဒါနဲ့ဒီဓာတ်ပုံလေးတွေကိုကျွန်တော်က alignment ချိန်အောင်လုပ်လို့ရတယ်။ဟိုဒီပုံလေးတွေကတစ်ခုနဲ့တစ်ခုကအရွယ်စားမတူတူဆိုကြီးရဲ့တူဆိုသေးတယ်ပေါ့နော်။အရွယ်စားမတူ။ဒါပေမဲ့အရွယ်စားမတူဘူးလို့မျိုးဒီလိုဂျားလေးတွေမှာခြားနေပွားဝေးလည်းမတူဘူးပေါ့နော်။အဲ့ဂျားလေးမှာခြားနေပွားဝေးတွေမတူတာကိုကျွန်တော်တူအောင်လုပ်ချင်နေစီဒီပုံလေးတွေကိုအောင်လုပ်ရလား။ ဟိုလေးခုတော့မှဒီလိုဆက်လေ့တင်ရေးထားတဲ့ပုံလေးပေါ့လားနော်အယူရချင်းကျွန်တော်ဒီ format ထည့်ရအောင်ဒီ sorry ဒီ alignment မှာ distribute ဆိုတော့ distribute vertically နဲ့ horizontally ပါကျွန်တော်ရေးပြီးညတိုင်းအောင်ကျွန်တော်ညင်ချင်တာဖြစ်နေတာ distribute horizontally လို့ကျွန်တော်မှာအဲ့ဒီတော့ဒီကွာဝေးဒီနေပါလိမ့်မယ်နော်အဲကျွန်တော်က horizontal အဲ့ဒါနော် vertical ထောင်ရတာရှိတဲ့ပုံလို့ဆိုတော့ vertically လေးသွားယူပါတော့နော်ဟုတ်အဲ့လိုကြရအောင်နော်ဒီမှာ အရင်ဒီအလန်းနောက်မှာသူ့မှာအစန္ဒာထားပြီးတော့ညှိနေတယ်ဆိုစန္ဒာထားပြီလား။အော်မိတယ်ထားပြီလား။စန္ဒာဆိုရင်တော့ဒီလိုပုံနဲ့ဒီလိုပြသမှာအကြည့်မလား။အဲကျွန်တော်တို့အပေါ်အောက်ညီအောင်ထားမယ်ဆိုတဲ့ကြောင့်မလို့အလန်းကိုမိတယ်ထားမှာ။မိတယ်ထားမှာတဖြည်းဖြည်းနဲ့ဒီလိုကြုံ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 မှာ။ဒါမှကြည့်လို့အစဉ်ပြောင်းနေနော်။အားလုံးစနေကြပါဦး။